အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့ football live ရဲ့ဒါပွဲချူသုံးသက်ချက်ကနေပြီးတော့ပြန်လဲပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်အဲ့တော့ဒါဒီနေ့မှာဒါကျွန်တော်တို့ Chelsea ရဲ့အစ်တင် Everton အင်းတို့ရဲ့ပွဲစဉ်ရှိပါတယ်ဒီနေ့ပွဲစဉ်ကတော့ပွဲကြီးပွဲကောင်းဖြစ်တယ်ဗောနော်အဲ့တော့ Chelsea အစ်တင်ရဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ ခြေပွဲမှာတော့ဒါကြောင့်အကောင်းဆုံး2-1ဆိုတဲ့ရလနဲ့ကျွန်တော်ပြန်လာနိုင်ခဲ့ပြီးတော့ချက်စီးတင်တဲ့ဒါကျွန်တော်ဥရောပဝင်ငွေတွေပြန်လဲပြီးတော့အခြေအနေကောင်းနေခဲ့တယ်ဖူဟန်ရဲ့အိမ်ခွေမှာအမှ2-1နဲ့နိုင်ခဲ့တဲ့အကြောင်းမို့ချက်စီးတင်တဲ့ခုလက်ရှိမှာအဲတေဝေရဆိုရင်တော့လက်ရှိမှာအဆင့်6နေရာမှာရက်တီနေတာမှန်ပေမဲ့ တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ဒီနေ့ပွဲစဉ်သား Chelsea အသင်းအနေနဲ့နိုင်ခဲ့မယ်ဆိုရင်ရမှတ်60နဲ့တူဒါကျွန်တော်အဆင့်၄နေရာဒီတက်လန်းနိုင်မှာဖြစ်တယ်အဲ့တော့လက်ရှိမှာ Chelsea အသင်းနဲ့ဒါကျွန်တော်တို့ဥရောပဝင်ခွင့်အတွက်ကဒါတော်တော်လေးကိုဒါအမှန်တိုင်းပြောရမယ်နည်းနည်းလေးစိုးရိမ်စရာအခြေအနေရောက်လာခဲ့တယ်ဒါပေမဲ့ Chelsea အသင်းနဲ့ဒါကျွန်တော်ကြံခဲ့တဲ့ပွဲကြံမဲ့ပွဲတွေကဒါပွဲချက်အခြေအနေရှိတဲ့အတွက်ကြောင့်မို့ Chelsea အသင်းအနေနဲ့ဒါတတော်ကြီးကိုဒါဒရီထားပြီးကြံရမယ်ဒီထားမှရှိတယ်ဘာလို့ဂျာရမာဒါ Chelsea အသင်းနဲ့လဲဒါအဲ conference league ရှိတယ် conference league ကသူ့ရဲ့အသင်းကတိတ်ပြီးမခတ်ပါဘူးဒါ Dodger Gang ဆိုရတဲ့ကြောင့်အဲ့လိုကြီးမခတ်ဒါပေမဲ့လက်ရှိမှာ Premier League မှာတွေ့ရမယ့် club တွေက Chelsea အသင်းတို့တော်တော်လေးကိုခက်ခဲပဲပြီးရ Liverpool တွေ့မယ် Newcastle United တွေ့မယ် Chelsea အနေနဲ့ United အသင်းနဲ့ပြန်တွေ့မယ် Nottingham Forest အသင်းနဲ့တွေ့ဖို့ရှိတယ်ပြောချင်တာကလက်ရှိမှာ Chelsea အသင်းနဲ့ပြန်ကြည့်မယ်ဆိုရင် Premier League ရဲ့လက်ချံပွဲတွေကတော်တော်လေးကိုခတ်မယ်ပွဲစဉ်တွေလို့ပြောလို့ရတယ်အဲ့တော့လက်ရှိမှာဒါ Everton အသင်းနဲ့တွေ့တယ် Everton အသင်းနဲ့လက်ရှိခြေစွမ်းရအရန်ကြီးလွယ်ကူနေတဲ့အသင်းသက်သက်တော့မဟုတ်ဘူး Everton အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်ရလက်အပြင် Manchester City အသင်းကိုရှုံးခဲ့ပေး မဲ့လားဒေးဗစ်မိုးရဲ့ဆလက်ထက်မှာဒါခန်ဆယ်ပိုင်းရတော်တော်လေးကိုတိုးတက်လာခဲ့တဲ့အသင်းတွေမှာပါတယ်အာစတလိုအသင်းကိုမျိုးတော်တာဝန်ဝန်ဆိုတဲ့ရလဒန်တေးစော့ပြခဲ့တဲ့အတွက်ကြောင့်ဒါမဆိုးဘူးလို့ပြောလို့ရတယ်မို့နော်အဗာတန်အသင်းနဲ့စီတီအသင်းကိုတော့ဒါကြောင့်မှတ်မှတ်ရရတာကျွန်တော်တော်တော်လေးကိုခံကစားခဲ့ပြီးတော့မှပြီးတော့မှဒါစီတီအသင်းနဲ့တွေ့တော့ကလည်းအဗာတန်အသင်းကန်ဆိုးတာရှိတယ်တို့နေတာတိုင်ထိတာတို့ဘာတို့တို့ကြောင့်မတော်တော်လေးကိုဒါအချင်းကြီးကသူတို့ဘက်ကမျက်နှာသာမပေးကြဘူးเนาะအဲ့တော့ဒီနေ့ပုံစံမှာ Chelsea ကဒီနေ့အာ ရီးမီးယားလိမှာပြန်ကြည့်မယ်ဆိုရင်ရလက်ပါရအဲ့လောက်ကြီး positive တော့မရှိဘူးနှစ်သင်းလုံးအနေနဲ့ပြန်ကြည့်မယ်ဆိုဒီနေ့ပွဲစမှာကိုစီကိုစီရေးပါတယ်ဒါပေမဲ့တစ်ဖက်က Chelsea သင်းတို့ကဒီနေ့ပွဲစမှာပူအေးပါတယ် Everton သင်းနဲ့ဒီနေ့ပွဲစဉ်ကိုသာနိုင်ခဲ့မယ်ဆိုရမှတ်50မှတ်နဲ့အဆက်ဆက်3က73ပဲရှိမယ်တို့ကြောင့်ဘာမှတော့သိပြီးတော့မထူဘူးတစ်ဖက်ကတော့ကျွန်တော်အောက်ကသင်းနေနဲ့အမှတ်ကတ်နေတဲ့တို့ကြောင့်ဒီနေ့ပွဲစမှာ Everton သင်းနေအမှားယူတော့ခံလို့မရဒါပေမဲ့ပြန်ကြည့်မယ်ဆိုအောက်ကသင်းနေကိုယ်တိုင်ကလည်းပွဲချက်မှရင်ဆိုင်ရတယ်ဒီနေ့ပွဲစမှာဒါ Wolves လောက်ပဲကြောက်အောင်မယ် Manchester United ကလည်းဘုံမောက်အင်ကုန်မှာတော့ကံမပြင်းကိုဒါ Tottenham Hotspur သင်းကလည်းဒါ Liverpool ရဲ့အင်ကုန်မှာ ပေါ့ကင်မတို့ကြောင့်မို့ဒီနေ့ပေါ်စမှာ Everton တင်းနဲ့အောက်ကတင်းနဲ့သူ့ကိုကြော်ဘူးတော့နည်းနည်းတော့ဒါကျွန်တော်အသက်ပြေးရချလို့ရတဲ့မှာပါတယ်ပေါ့အဲ့တော့ဒီနေ့ပေါ်စမှာ Chelsea ဘက်ကပြန်ကြည့်အောင် Chelsea ကတည်ကြတယ်အပေါ်ကတင်းနေတယ်ဒီနေ့ပေါ်စမှာဒါ Manchester City တင်းကသူတို့ထပ်တပွဲပူကစားထားတယ် Arsenal တင်းကတပွဲပူကစားထားတယ်ဒါပေမဲ့ဒီနေ့ပေါ်စင်ကို Chelsea နိုင်ခဲ့မယ်ဆိုရင်တော့ Manchester City ရမှာဖြစ်တဲ့60တမကိုမမီသေးဘူးပေါ့နော်အဲ့တော့ဒီနေ့ပေါ်စမှာဒါတစ်ဖက်ကဒါကျွန်တော်တို့ Northern Forest နဲ့ Newcastle United က Northern Forest ကပွဲလေးနည်းနည်းချက်တယ်ဒါပေမဲ့ Newcastle United ကပွဲချောင်းတယ်ပေါ့နော်အဲ့တော့ Chelsea တင်းနဲ့လုံးဝလုံးဝ လုံးဝကိုအမှားယူမခံမဲ့အနေအထားတစ်ခုရောက်သွားပြီ Aston Villa အသင်းနဲ့လည်းခုလက်ရှိမှာဒါကျွန်တော်ရမှတ်တူတဲ့အနေအထားဖြစ်သွားတယ်။ဒါပေမဲ့ Aston Villa အသင်းကတပွဲပူဆော်။အဲ့တော့လက်ရှိချိန်ထိဒါဥရောပဝင်ခွင့်ဒါကျွန်တော်တို့ Champion League ဝင်ခွင့်ရမရမသိကြသေးတဲ့ Chelsea အသင်းနေနဲ့ပွဲချက်တွေလည်းဒါကျွန်တော်တို့ဘောပွဲချက်တွေလည်းပွဲချက်တစ်ခုအနေနဲ့ကြံသေးတော့ဒီနေ့ပွဲစဉ်ကရရင်ရသူအမှတ်ကိုယူထားမယ်ပွဲစဉ်တပွဲဆိုတော့မှားနေတဲ့အနေအထားတော့မရှိဘူး။အဲ့တော့ဒီနေ့ပွဲစဉ်မတိုင်ခင်မှာဒါ Chelsea ပြိတ်သက်တွေကတော့ဒါကတုံးကိုဒါ Anzo Mores ကတော်တော်လေးကိုပေါက်ကွဲနေတယ်။လက်ရှိချိန်မှာဒါကိုပါမတယောက်ဂိုးမသွင်းတာသူ့ကြောင့်မဟုတ်ဘဲနဲ့ဂျာကိုပါ ါမှနေတဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာဒါကျွန်တော်တခုခုလွဲမားနေတဲ့ပုံစံဒါဟိုဟို it's a mental thing ဆိုတော့ပြောရမှာနော်သူနေသူကြောက်တာ tactical သင်းမပွင့်တာကိုပါမှလက်ရှိမှာ goal twin ဆွမ်းရည်တွေဒါကျွန်တော်တို့အရင်မိနစ်၃ကလောက်မတောင်းမိနစ်၃လောက်မကောင်းတဲ့ကိုပါမှကိုမတွေ့ရတာကလက်ရှိပါတာစိတ်ပိုင်းဆိုင်ရာကြောင့်ဆိုတဲ့ပုံစံမျိုးဒါ Enzo Morris ကပြောလာခဲ့တယ်အဲ့တော့ပြောချင်တာကတော့သူကတော့မမောဘူးဗျသူအနေနဲ့အခုလက်ရှိမှာဒီကစားသမားကဒါစိတ်ပိုင်းဆိုင်ရာကြောင့်ခြေစွမ်းကျဆင်းနေတာဖြစ်ပြီးတော့လက်ရှိမှာကစားကွက်ကြောင့်ခြေစွမ်းကျဆင်းနေတာမဟုတ်ဘူးဆိုအန်ဆိုမိုရက်စ်ကပြောလာခဲ့တယ်။တ ကိစ္စနဲ့ပတ်သက်ပြီး Chelsea ရဲ့ဒါပြစ်တက်တွေကြမှာဒီကိစ္စတော်တော်လေးကိုဒေါသထွက်ဆရာဖြစ်ခဲ့တယ်ဘောဆိုကိုပါမားလို့ကောင်မျိုးကဗျာတကယ်တည်းပြောမှမဆိုရင် तू ကတောင်းတောင်းဘာမှတောက်ကြီးမဆိုင်တဲ့ charity ဖြစ်တဲ့ကြောင့်မို့သူ့နဲ့စိတ်သက်ပိုင်းဆိုင်ရာဘာလွဲမားစရာရှိလဲမေးဖို့ဒိုင်ယာဒိုင်ယာလေးတစ်ချိန်လုံးရတယ်ဒီကစားသမားဒိုင်ယာကြောင့် struggle ဖြစ်ဒါပေမဲ့ကိုပါမားကလည်းလက်ရှိမှာဒီနေ့မှာဒိုင်ယာရတဲ့ movement လေးတွေရှိတာမှန်ပဲဒိုင်ယာကြောင့်မို့သူ့ရဲ့ဟို trajectory ဒါသူ့ရဲ့လမ်းကြောင်းကြီးတစ်ခုလုံးပြောင်းလဲသွားတဲ့ကစားသမားတဲ့မှာမဟုတ်တာအဲ့တော့ အန်သိုမိုရက်စ်ကာရာတလက်ရှိမှာချက်စီပရိသတ်တွေရဲ့မေတ္တာကိုဒါကျွန်တော်တို့တစ်ဖက်လက်နဲ့ခံယူနေစေဖြစ်တယ်လို့တော့ပြောရမယ်တော့မှာပါအဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာချက်စီသင့်နေတာကစားသမားတော်တော်များကဖက်ဆန်နဲ့တော်တော်များပြန်ပါလာနိုင်မယ်ဒါပေမဲ့လက်ရှိမှာဒန်ယာရလူစင်းကဆက်လက်ပြီးရှိဖို့ဖြစ်တယ်မာလိုဂူစတိုကကြားရတဲ့သတင်းတွေအရဒါကျွန်တော်တို့မီလာ ပထမပတ်ဒုတိယပတ်လောက်ထိနားမလို့ကြားသိရတယ်စလိုနီးနီးယားဒါကျွန်တော်တို့အခုချိန်ထိဘာမှကိုမသိရသေးဖူဖာနာကရာသီကုန်ထိနားပြီဂါယီယားဒါကျွန်တော်တို့တိတော့ကမေလာကုန်ထိနားမှာကြားတယ်ကယ်လီမန်ကဒါကျွန်တော်ရာသီကုန်ထိနားမှာဒါတစ်ဖက်ကအဓိကကစားသမားတစ်ယောက်ဖြစ်တဲ့တာကော့စကီကရာသီကုန်ထိနားဖို့တည်ကြတော့နီးနီးဖြစ်နေပြီဒေါမနစ်ကာဗက်ဟုဒေါမနစ်ကာဗက်လီဝင်ကလည်းရာသီကုန်ထိနီးနီးနားမှာဆိုတဲ့နေ့ထွက်လာခဲ့တယ်လင်းစတွန်ကတည်ကြတဲ့ခွရာသီကုန်ထိနားပြီအဲ့တော့လက်ရှိမှာဒါကျွန်တော်တစ်ဖက်ရဲ့ Everton ရဲ့အဓိကကစားသမား၃ယောက်လောက်ကလည်းအဓိကနားမှာတယ်မှာဘာလို့ Chelsea တင်တဲ့ဒီနေ့ပွဲစဉ်မှာဒါပြဿနာ ကဖူဘက်ကစားသမားမရှိတဲ့ပြဿနာဖြစ်လာနိုင်တယ်ဒါပေမဲ့ဖူဘက်ကစားသမားမရှိချင်မှမလို့တာလက်ရှိမှာချယ်ဆီအသင်းနဲ့ဒီနေ့ပွဲစဉ်မှာတေးသေးချာချာပြန်ကြည့်မယ်ဆိုရင်ချယ်ဆီအသင်းဘက်ကပြန်ပြီးတော့စနေရီယိုရပြန်ကြည့်မယ်ဆိုချယ်ဆီအသင်းမှာ right back နေရာမှာ Rishi James ရှိတာပဲပြဿနာအပြနော်ဒါဒီညမှာကျွန်တော်ချယ်ဆီပြိတ္တတွေနဲ့ပထမအတာကျွန်တော်လည်းဟိုစိတ်တေချာကြည့်မယ်မကျွန်တော်ကိုပဲမမြင်တာဗျာမဲ့ Rishi James ကိုဒီဘက်ကကွေးလေတအားသွန်းတယ် Rishi James ကိုဘာလို့ကွေးလေလူကြချင်လက်ရှိမှာ Chelsea အသင်းက right back နေရာမှာလူမရှိပါဘူးဆိုမှချက် Rishi James ကိုသူ့လူဝဲနဲ့သူ့အကောင်းဆုံးနေရာတနေရာသုံးပေါ့အဲ့တော့ ရီစီချင်းကဒီနေရာမှာဆောင်းရင်သူ့ဘက်သူကောင်းသွားလိမ့်မယ်ဒီနေရာမှာ non immaduki ကို overlap နေတဲ့သူဘယ်လိုမျိုးကူညီပေးနိုင်မလဲလိုရလိုရဟို inverted ဝင်ပြီးကူညီမှာပေါ့အဓိကအ ida ကွေးလည်ဤထားပြီးဒီကစားသမားကကွေးလည်မောက်ကောင်းမင်းဆိုတဲ့ပုံစံမျိုးလို့လို့မှမရတာကျွန်တော်ပြောတာရီစီချင်းရဲ့သူ့ရဲ့ natural ping go position က full back ဖြစ်တယ် full back ကမှ overlap ကောင်းကောင်းလိုရ wing back ထိ short ပြီးလို့ရရဲ့ကစားသမားတယောက်ဖြစ်တယ်တော်ပြီပေါ့ဘာလဲ inverted full back အာနေ inverted full back ပတ်ကောင်းသွားတပည့်လူပြောလို့မရရွှေညင်းတော့ဒါဆူရောက်တာသူ့ဘက်သူကောင်းနေတဲ့ကစားသမားလည်းဘာလို့မှမသိအဲ့တော့ဒီနေ့ပွဲစမှာတစ်ဖက်ကတည်းကကျွန်တော်တို့ everton သင်းနေတယ် Manchester City ရဲ့ရလက်ကိုဒါရလက်ကြီးပဲမကြည့်ပဲခြေစွမ်းကိုကြည့်မယ်ဆိုတော့ဒါ လက်ရှိ Chelsea အသင်းကိုချိန်ချောက်နိုင်မဲ့ခြေစွမ်းတစ်ခုရှိတယ်လို့ကျွန်တော်ရေပုံကူရေးရမှာမြင်တယ်။ဘာကြောင့်လဲလို့ပြောလဲလက်ရှိမှာဒါ Chelsea နဲ့ City နဲ့ပွဲစဉ်မှာဒါ Everton ဘက်ကတိုင်ထိတဲ့လုံးတွေလည်းရှိကြတကယ်ကိုအပိုက်လုံးတွေကိုခွင့်ရေးရသုံးမချနိုင်ခဲ့တဲ့လုံးတွေရှိတယ်။အဲ့တော့လက်ရှိဒါကျွန်တော်တို့ Moyes အကင်ခဲ့ပြီးနောက်ပိုင်းမှာ Everton သင်တန်းစင်းစုံကနေအပြေအဝလွတ်မြောက်သွားတဲ့အပြင်ကိုလက်ရှိမှာဒါရမှတ်ပိုင်းရပဲတော်တော်လေးကိုအချိန်ဒီကောင်းနေတဲ့အသင်းတစ်သင်းကိုဒါ Moyes စီကနေပြီးတွေ့မြင်နေရတဲ့တော့မှပါတယ်။ဘယ်တော့နေဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Harrison နဲ့ NDI 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 NGI လို့ခေါ်တယ်အဲ NGI နဲ့ဒါ Harrison နဲ့ Beto နဲ့ဒီသုံးယောက်ဒီနေ့ပေါ်စမှာတစ်ဖက်ရဲ့ခံစစ်ကိုဘယ်လိုမျိုးလုပ်ပြနိုင်မလဲလက်ရှိမှာ Chelsea ဘွဲ့ကိုပြန်ကြည့်မယ်ဆိုတော့ Chelsea အသစ်နဲ့လက်ရှိမှာနောက်ဆုံးပြိုင်ပွဲဆုံး၃ဘွဲ့ကို၉ဘွဲ့ထားတယ်ဒါပေမဲ့နောက်ဆုံးပြိုင်ပွဲဆုံး၅ဘွဲ့အနေနဲ့ကြည့်မယ်ဆိုရင် clean sheet နှစ်ဘွဲ့တိတိယူဆောင်ထားခဲ့တယ် Chelsea ရဲ့ခံစစ်ကပြန်ကြည့်မယ်ဆိုရင်လက်ရှိမှာဒါကျွန်တော်တို့တဘွဲ့တကူပြဲမြဒါပေးထားခဲ့ရတဲ့ပုံစံမျိုးတွေ့ရတယ် Ipswich Town က၂ဂိုးလက်ရှိမှာဒါကျွန်တော်တို့အေးလီဂီယာ Watson နဲ့ပေါ်စမှာ၂ဂိုးဒါကျွန်တော်တို့လက်ရှိမှာ Fulham နဲ့ပေါ်စမှာ၂ဂိုးအဲ့တော့နောက်ဆုံးပြိုင်ပွဲဆုံး၅ဘွဲ့မှာတဘွဲ့ကိုပြဲမြတကူပုံစံမျိုး Chelsea Chelsea အသင်းပြီးထားခဲ့ရတယ်။တပတ်က Everton အသင်းကလက်ရှိမှာ Manchester City နဲ့ Liverpool အသင်းကိုရှုံးတာကလွဲ့နေတော့ဒါ Cancel ဘိုင်းကတော်တော်လေးကို solid ဖြစ်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ပြန်ရှင်ကြည့်မယ်ဆိုရင်တော့လက်ရှိဒါကျွန်တော်တို့ဒီနေ့ပွဲစံမှာဒါကျွန်တော်တို့ Chelsea အသင်းနေနဲ့ Pedro Neto ရဲ့ အစွမ်းရည်ကိုညှစ်ထုတ်ပြီးတောင်းရမယ်လို့မြင်တယ်။ခုနောက်ရှေ့ဘွဲမှာဒါဖူဟန်တဲ့ဘွဲစံမာတယ်တကယ်ကိုချီဆွဲပြခဲ့တဲ့ဇာသမာတယောက်အနေနဲ့ပက်ဒူနေဒူတာကောင်းမယ်ဆိုရင်တောင်းပန်မှာအရန်အားကိုရမယ်နေတာမှရှိရတယ်။ဒါပေမဲ့လက်ရှိမှာချက်စီရဲ့ပြဿနာအပြားဒါကျွန်တော်တို့ကိုပါမားကိုလွန်ကျုံမိခိုးခြင်းပြီးရင်ဒါခုနောက်ဘောတောင်းမန်တွေကထင်လာလို့မဖြစ်ချင်းအစိုးဆုံးကတော့တိုက်စစ်မှုတွေကိုမသွင်းခြင်းပဲနီကိုလက်ဂျက်ဆန်ရဲ့ဒဏ်ရာကပြန်လဲသက်သာတော့ပြီးတော့ပြည်သက်တွေတော်တော်လေးကိုမျှော်လင့်ခဲ့တယ်။ဒါပေမဲ့ကစားသမားစီကနေဘာမှသိပ်ပြီးမတွေ့ရခဲ့ပဲနဲ့ဒုံရင်ကဒုံရင်တွေ့ခဲ့တယ်။ဒီနေ့ဘောစံမာဒါကျွန်တော်တို့ကျွန်တော်မြင်ရပါတော့ဒီနေ့ဘောစံမာချက်စီရဲ့တိုက်စစ်ကလုံအများကြီးလုံတဲ့တဲ့တစ်ဖက်အဓိကခံ စစ်ကစားဖြစ်တဲ့တာကော့စကီမပါတဲ့အချိန်မှာဒါကျွန်တော်တို့မိုက်ကယ်ဂင်းကိုအများကြီးများသူတို့နဲ့ဖြုတ်ပြသင့်တယ်လို့မြင်တယ်ဂျယ်ရန်ဘရန်ဝိုက်တို့ချက်တော့သတိထားမြင်အိုဘရိုင်နဲ့မိုက်ကူလန်ဂျိုအလွန်မိုက်ဂျိုပဲကောမိုက်ကူလန်ကိုနဲ့အိုဘရိုင်အလွန်ကျွန်ရှစ်တက်မှုကိုဒီနေ့ပေါ်မှာချော်စီကလာကျွန်တော်တို့အသုံးချမယ်ဒါပေမဲ့ကူကူရဲလာနဲ့ဒါကျွန်တော်တို့ရှာလူပါတို့ဒါရှာလူပါတို့ရှေ့ရန်တက်မယ်လို့မထင်ကူကူရဲလာအလွန်ကျွန်ရှစ်တက်မှုကိုဟာရီဆန်တို့အုပ်စုလည်းအသုံးချမယ်မြင်တယ်အဲ့တော့ပြောချင်တာဒီနေ့ပေါ်မှာချော်စီတင်းကပူဇော်ရှင်ပြီးကစားမယ်တစ်ဖက်ကတော့ကျွန်တော် ကောင်တာပရက်ဆင်ကစားမယ်ဒါပါပဲရှေ့ရှေ့လေးပါဒေးမွေရနေတာဒါသူရဲ့တိုက်စစ်ကိုတိုကိုရီးယားဒါကျွန်တော်ကွင်းလ ဲ့ဘိုင်းဒါ physical dominance နဲ့တူ battery ရဲ့တချက်ချက်ဒါ overlap ဒါကျွန်တော် run through နဲ့တူဒီနေ့ပွဲစမှာဒါ Chelsea အသင်းကိုဒုက္ခပေးဖို့အတွက်ကြိုးစားသွားနိုင်တယ်လို့မြင်ပါတယ်။ဒါလောက်ပါပဲ။ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ DB4U တို့မှာကြည့်ရင်လို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုရတဲ့ DB4U ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ် မြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးမကြိုးတမရဲကောင်းမွန်တော့နေနေဖြစ်ပါစို့စုမုံအောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AACC တွေ့ကြတာပေါ့အားလုံးမကြိုးတမရဲမြန်မြန်ကလစ်ပြကြပါဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးမကြိုးတမရဲဒေးပါဗျ